စကိုင်းတိုင်းစလင်းကြီးမြို့နယ်တန်လကိုင်းကျေးရွာကိုဇွန်လ28ရက်မနက်9:00နာရီကစစ်ကောင်စီတပ်ကစက်တက်လေဒီနှစ်စီးနဲ့ဘုံကျဲချခဲ့တာကြောင့်ဒေသခံ3ယောက်တိဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကနေပြန်တန်းလာတဲ့စက်တက်လေဒီနှစ်စီးနဲ့ပယံလောက်ကင်နေတဲ့နေအိမ်ကိုဘုံကျဲချခဲ့တာကြောင့်အမျိုးသားတွေပဲထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီကနေ့မနက်9နာရီလောက်ကလာကျဲတာ ပယံလုံးနေတဲ့အချိန်မှာဘုံအကျဲခံရတာဖြစ်ပြီး9ယောက်ထိခိုက်က3ယောက်ကတော့သေဆုံးသွားကြောင်း1ယောက်က6ယောက်ဖျက်ရကြောင်းသေဆုံးသူနဲ့ထိခိုက်သူတွေကအမျိုးသားတွေကြီးပဲလို့တန်လက်ကိုင်းကျွော်ဒေသခံ1ယောက်ကပြောပါတယ်စက်တက်လေဒီတွေရဲ့ဘုံကျဲချခံရတဲ့ကျွော်မှာတော်လိုင်းအင်အားစုတွေမရှိဘဲအရသာပြည်သူတွေနေထိုင်တဲ့ကျွော်ဖြစ်ပြီးစက်တက်လေဒီတွေပြန်ဝင်နေတာကြောင့်ဒေသခံတွေဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာ ကရင်ပြည်နယ်ဖားဆောင်မြို့နယ်တနေရာမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကရင်ပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကလာလာတတရင်ကရဲဘော်နှစ်ယောက်ကြာဆုံးခဲ့တယ်လို့ဇွန်လ29ရက်နေ့ကထုတ်ပြန်ပါတယ်။ကလာလာတဗျူဟာနဲ့9425တက်ရင်တက်ခွဲသုံးမှာတက်ခွဲမှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ကလိတိုကဇွန်လ25ရက်နေ့မှာစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ကြာဆုံးခဲ့ပါတယ်။ဒါပြင်ကလာလာတ တန်ရင်အမတ်626တက်ခွဲတက်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တော်စီရန်ကဇွန်လ26ရက်နေ့ကဖားဆောင်မြို့တိုက်ပွဲတွင်ကြာဆုံးခဲ့ရတယ်လို့ဆိုပါရယ်ရဲဘော်ကလစ်တိုကစေးအဖွဲ့နာရောက်တဲ့အချိန်သတိတောင်မလဲတော့ဘူးလို့ကာလာလာတာတန်ရင်အမတ်9425ပြန်ကြားရတာဝန်ရှိသူကပြောပါရယ်ရဲဘော်ကလစ်တိုနဲ့ရဲဘော်တော်စီရန်တို့ဟာပေးရတဲ့တာဝန်ကိုခြေပေါ်အောင်ထမ်းဆောင်ရင်းတိုင်းပြည်နယ်လူမျိုးအတွက်ပေးဆက်ကကြာဆုံးခဲ့ရတာကြောင့် ဝန်ထမ်းရပြီးအာဇာနည်သူရဲကောင်းတဲ့အဖြစ်အတိအမှတ်ပြုကြောင်းသိရပါပါတယ်ခင်ဗျာ AR တိုင်းမှာစစ်ကောင်စီလောက်ခံစောင်းစီကော်မတီကတတ်မှတ်ထားတဲ့ဈေးထက်များစွာကျော်လွန်ပြီးပြင်ပဈေးကွက်မှာစောင်းစီတပိတ်တာကိုကြက်တောင်းတောင်းအောင်အထိဈေးတက်နေတယ်လို့စားသုံးသူတွေစီကနေသိရပါတယ်စစ်ကောင်စီရဲ့စောင်းစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ဇွန်လတတိယပတ်အတွက်စောင်းစီအခြေခံညွှန်းဈေးကို တပိတ်တာကိုကြက်6000ကျော်အဖြစ်သတ်မှတ်ထားပြီး ARR တိုင်းကပြင်ပဈေးကွက်မှာစောင်းစီတပိတ်တာကိုငွေကြက်13000ထိဈေးတက်နေတယ်လို့သိရပါဗျ။စောင်းစီတပိတ်တာကိုကြက်9000-6000ဈေးဆိုတာစာရွက်ထဲမှာပဲရှိပြီးအပြင်ပေါက်ဈေးကတော့ပိတ်တာ50လောက်ဝယ်ရင်လည်း13000ပဲဖြစ်တာကြောင့်ဆိုင်ကြီးကြီးတွေမှာဝယ်ဝယ်ဒီဈေးပဲဖြစ်ကြောင်းရွာတွေဘက်မှာတပိတ်တာကိုကြက်1000ကျပ်အထိရှိတယ်လို့သိရကြောင်းမော်လမြိုင်ကျွန်းဒေသခံတယောက်ကပြောပါဗျ။ စစ်ကောင်စီကစားအောင်စီညွန်စေတတ်မှတ်ထုတ်ပြန်ပေးထားပြီးရက်ကျွေးအုပ်ချုပ်ရေးမှုတွေကိုစားအောင်စီရောင်းချတဲ့ခွဲတန်းစာအုပ်လုပ်ပြီးရောင်းခိုင်းပေမဲ့တကယ့်မြေပြင်မှာတတ်တာတဲ့နှုံတာနဲ့စီဝဲလို့မရအောင်လို့သိရပါတယ်ခင်ဗျာပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေအသိမ်းခံရပြီးနောက်ပိုင်းကြောက်ကြီးကြောက်တကားနဲ့ညောင်လေးပင်မြို့နယ်တွေမှာစစ်ကောင်စီကစစ်အင်အားတိုးထားတယ်လို့တော်လိုင်းတပ်တွေစီကနေသိရပါတယ် ဇွန်လ26ရက်နေ့ကကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လန်ရဲတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းအဲ့ဒီလိုအင်အားတိုးလာတာလို့တော်လန်ရဲတပ်ကတာဝန်ရှိသူတယောက်က DVP ကိုပြောပါရယ်စစ်ကောင်စီတပ်တွေတိုးထားတဲ့အင်အားနဲ့အခြားအခြေအနေတွေကိုတော့စစ်ရေးအခြေအနေကြောင့်ထုတ်ဖို့ပြောဆိုတာမရှိပါဘူးဇွန်လ26ရက်နေ့ကပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းပြီးစစ်တောင်းမြေဝန်စစ်စင်ရေးအဖြစ်ကြောက်ကြီးမြို့နယ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာပါ ဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးပြီးတုံမှန်22ယောက်ကိုတော်လန်ရဲတပ်တွေကဖမ်းဆီးရမိခဲ့ပါတယ်ခင်ဗျာ AR တိုင်းပတိန်ခရိုင်ကျုံပြောင်မြို့နယ်တိုက်ရွာကျွရအုပ်စုအုပ်ချုပ်မှုကကျွရမှာအရေးပေါ်အသုံးဖို့ကားတစီးဝယ်ယူဖို့တိန်တောင်ကိုကျက်သုံးသားကနေကျက်တသိန်းကောက်ယူနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဇွန်လဒုတိယပတ်ကစတင်ပြီးစစ်ကောင်စီခန့်တိုက်ရွာကျွရအုပ်စုအုပ်ချုပ်မှုကြောင်မြင့်ဟာ ကျေးရွာမှာအရေးပေါ်အသုံးဖို့ကားတစ်စီးဝယ်ယူဖို့ဆိုပြီးကျေးရွာခွဲဆက်ရွာကနေအတမငွေကောက်ခံနေရလို့ဆိုပါတယ်လုံးဝမထည့်လို့မရပဲမထည့်ရင်စစ်မှုတန်းထည့်ရမှာကြောက်တော့ငွေထည့်နေရပြီးနွမ်းပါတဲ့နေအိမ်တွေကငွေကျပ်3000အနည်းဆုံးထည့်ရတယ်လို့ဒေသခံအမျိုးသမီးတယောက်ကပြောပါဗျ။စစ်ကောင်စီခန့်အုပ်ချုပ်မှုကြောင့်မြင့်က900တွင်းအပိသက်ထည့်ဖို့နဲ့တမတ်ရအတွင်ငွေမထည့်ရင်ဖမ်းဆီးအရေးယူမယ်လို့ချင်းချောက်ပြောဆိုနေတယ်လို့ဆိုပါဗျ။ဒါအပြင် အုပ်စုအုပ်ချုပ်ရေးမှူးကျော်မြင့်နဲ့ယာယီမှူးထိတ်လွင်တို့ဟာလာစဉ်စစ်မှုထမ်းထောက်ပံ့ခြင်းတိန်ငွေငွေကျပ်3000တတ်မှတ်ပြီးကောက်ယူထားတဲ့ငွေတွေနဲ့အင်စီကားနှစီဝယ်ယူထားရလို့လည်းသိရပါပါတယ်ခင်ဗျာမကွေးတိုင်းကံမမြို့အနီးကကြေးရွာရင်နဲ့ကံမပေါင်မြို့နယ်အဆက်ရွာတွေကအိမ်တွင်းပစ္စည်းတွေကိုစစ်ကောင်စီတပ်ကမှွေနှောက်ယူဆောင်သွားတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်စီကနေသိရပါဗျာ ပခောက်ကူမြို့တမတရားတက်ကနေထွက်လာတဲ့စစ်ကောင်စီရိခါပို့ရင်နှန်းဟာပခောက်ကူမြို့ကနေပေါ့မြို့ကိုဥတီလာတာဖြစ်ပြီးဇွန်လ10ရက်နေ့ကစပြီးလမ်းတလျှောက်ကြီးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်သွားခဲ့တာလို့ဆိုပါရတယ်။အဲဒီနေ့ကစပြီးပစ္စည်းတွေကိုကားနဲ့တည်ထုတ်ပြီးကားနဲ့ကောချင်းရင်စစ်ကြောင်းနဲ့ပါရင်နှန်းရှိရာကိုတည်သွားကြတာလို့ပြည်သူဒီမိုကရက်တစ်တပ်တော်သတင်းပြန်ကြားရေးဌာနမှရဲဘော်မိုးကားက DPP ကိုပြောပါရတယ်။အဲဒီရိခါပို့ရင်နှန်းမှာကားအစီးရေ140အင်အား1000ကျော်နဲ့ ကမ္မမြုပ်ပတ်ဝန်းကျင်ကဂျိုးပြန်ထောင်းညာငုံမဲဆလီရွာတွေကိုဝင်ရောက်ပြီးစံရွှေငွေတွေနဲ့လက်ဝတ်ရတနာတွေကိုမှွေနောက်ယူဆောင်သွားတာဖြစ်ပြီးလက်ရှိမှာလည်းကမ္မနဲ့ပေါက်ချမှာတက်ဆွဲနေတယ်လို့သိရပါပါတယ်ခင်ဗျာပကိုးတိုင်းဝေါ်မြွနဲ့ညောင်ခါရှိစစ်စေးခိမ့်မှာအမျိုးသမီးနှစ်ယောက်ကိုလက်နက်16လက်နက်တူဖမ်းမိပြီးတဲ့နောက်စစ်ကောင်စီတပ်ကအစစ်စေးတင်းကျပ်နေတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ ဇွန်လ29ရက်နေ့ညနေပိုင်းကညောင်ခါရှိ X-ray ခိတ်မှာဖျားသုံးစုကနေရန်ကုန်ကိုလာတဲ့ရင်တစည်းပေါ်ကနေပစ္စတိုဆက်ကိုလက်နဲ့အတူအမျိုးသမီးနှစ်ယောက်ကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။အဲ့ဒီလက်နက်တွေကိုဖျားသုံးစုဘက်ကတဲလာတာလို့သိရပြီးဒီကနေ့ကသူတို့နဲ့ဆက်နွယ်ပြီးတရင်ရထားလို့အခုတူးချင်းမှတ်ပုံတင်ကိုအဓိကစစ်ဆင်းနေတဲ့အပြင်ပါလာတဲ့အထုပ်တွေကိုအဓိကထားကဆစ်ဆင်းနေတာကြောင့်အခုလိုရင်ကြောပိတ်ဆို့နေတာလို့ကာရန်ကြီးကရှင်းနေပြီလို့ဒေသခံတူကဒီဗီဗီကိုပြောပါရယ် စစ်ကောင်စီရဲ့ဖော်ပြချက်မှာတော့မော်လမြိုင်ဘက်ကနေရန်ကုန်ကိုရင်မောင်းဆောင်မရမောင်းနေလာတဲ့အငှားရင်ကိုစစ်ဆေးခဲ့ရမှာကားပေါ်မှာပါလာတဲ့ခီးတဲ့အမျိုးသမီးနှစ်ယောက်တဲလာတဲ့ပစ္စတိုတနက်16လက်ဂျီအိမ်38ခုနဲ့ဂျီတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာစကိုင်းတိုင်းမင်းကွန်းဒေသမြောက်ချမ်းကကျေးရွာတွေကိုဇွန်လ28ရက်နေ့မနက်ပိုင်းကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးတာတွေဇက်တိုက်လုဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဇွန်လ28ရက်နေ့ည7:00နာရီလောက်ကလည်းမင်းကွန်းကျွရကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးမီးလောင်ပျက်စီးတဲ့အခြေအနေသေးစိတ်ကိုတော့စုံစမ်းနေစေလို့ဆိုပါရယ်စစ်တပ်စစ်ကြောင်းကကင်းရွာနဲ့မင်းကွန်းရွာတွေကိုမီးရှို့ဖျက်ဆီးနေပြီးအင်ဂျင်နီယာလောက်ရှိတဲ့ကင်းရွာကိုမနက်ပိုင်းကဆရှုတ်ကည7:00နာရီလောက်မှာတော့ရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးသွားကြောင်းအဖမ်းခံရပြီးအသက်ခံရတဲ့ရွာက9ရွာလောက်ရှိပြီးတရွာလုံးလည်းထွက်ပြေးနေရတယ်လို့ wallet information network ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျာ ဇွန်လ17ရက်နေ့ကစပြီးစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့်မင်းကွန်၊ကင်း၊အုံသက်စင်၊မြေတိုင်း၊ချမကြီးကျွရကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါပါတယ်ခင်ဗျာ။ မန္တလေးဥပိုလ်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားများဆေးဝါးစောင့်ရှောက်မှုဆုံးရှုံးရမှုပြင်ပအစည်းအရုံးတွေကိုဆေးကုသခွင့်မရရှိမှုတို့ကြောင့်အခုနှစ်6လတာကာလအတွင်းနိုင်ငံရေးအကျဉ်းသား56ဦးထိကြာဆုံးခဲ့ရတယ်လို့မြမအကျဉ်းထောင်တပ်သေးမြမ Prison Witness ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားအများပြားတည်ဆုံးရတာဟာထောင်တွင်းမှာဆေးဝါးမလုံလောက်မှုကြောင့် ပါရာစီတမောတမျိုးသာပေးနိုင်ပြီးဆေးတချို့ကတက်တန်းကုန်ဆုံးနေတာကြောင့်ဖြစ်တယ်လို့မြန်မာ prison witness ကတာဝန်ရှိသူကပြောပါတယ်။ဒါ့အပြင်ထောင်တွင်းအစားအသောက်တွေဟာလည်းအာဟာရပြည့်ဝစွာမရသလိုခဲစိတ်တက်စေတဲ့ခဲမုန့်တွေပါဝင်နေတယ်လို့ဆိုပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတည်ဆုံမှုအပေါ်ဆရာဝန်ဆေးရုံအုပ်ဦးမိုဟိန်း ဒေါက်တာတထွန်ဦးဒေါက်တာနေလင်းအောင်နဲ့ထောင်ပိုင်တွေဖြစ်တဲ့တင်းစော်မောင်နဲ့စမ်းလွင်တို့ကတေဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မန္တလေးဥပ္ပိုလ်အကျဉ်းထောင်ဟာ2025ခုနှစ်အတွင်းနိုင်ငံရေးအကျဉ်းသားအများဆုံးတည်ဆုံတဲ့ထောင်ဖြစ်လာတယ်လို့လည်းထုတ်ပြန်ကြရသိရပါပါတယ်ခင်ဗျာ။ ARR တိုင်းတွင်းကဒေတာတချို့မှာဇွန်လဒုတိယပတ်ကနေစတင်ပြီး73စီတလီတာကိုကြက်8000အထိဈေးထိုးတက်လာတယ်လို့ဒေတာကနေစီကနေသိရပါဗျ။လက်ရှိရခိုင်ပြည်နယ်ဆက်ကတိုက်ပွဲဖြစ်ပွားနေတဲ့ဒေတာတွေအပြင်ငတိုင်းချောင်း၊အင်ကပူ၊လေးမျက်နှာ၊ရေကြည်၊တာပေါင်းစတဲ့ဒေတာတွေမှာပြီးခဲ့တဲ့မေလအတွင်းကကြက်4000ကနေ4500အထိဈေးရှိခဲ့ရကနေလက်ရှိ73စီတလီတာကိုကြက်8000အထိဈေးတက်လာတယ်လို့ဆိုပါဗျ။ဒီဘက်မှာတလီတာကိုကြက်8000ဖြစ်သွားပြီးမြို့ပေါ်တွေမှာတော့အဲ့ဒီလောက်ဈေးမတက်သေးဘူးလို့ဆိုပါဗျ။ ဒါအပြင်မြို့ပေါ်မှာဈေးမတက်သေးလဲသွားဝယ်လို့မရပဲစစ်ကောင်စီက73စီနဲ့စားသောက်ကုန်တွေကိုဒီဘက်ကိုတည်ယူခွင့်ကန့်သတ်ထားတယ်လို့လင်းမျက်နှာမြို့နယ်ဆက်ဆက်ရုပ်ကြွေရကဒေသခံတယောက်ကပြောပါတယ်အခုလို73စီဈေးအစမတန်မြင့်တက်လာတာဟာစည်ရေးအခြေအနေကြောင့်ဖြစ်ပြီးစစ်ကောင်စီက73စီတည်ယူခွင့်ကန့်သတ်ချက်ကြောင့်လည်းဈေးတက်လာတာဖြစ်တယ်လို့73စီလက်လီလက်ကရောင်းချနေသူတွေစီကနေသိရပါတယ်ခင်ဗျာ ။ AR တိုင်းကြုံပြောင်းမြို့မှာလူငယ်၁၀ယောက်ကျော်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဇွန်လ23ရက်နေ့ကစတင်ပြီးလူငယ်တွေကိုညာတိုင်းလို့လို့ဖမ်းဆီးနေတာဖြစ်ပြီးအောင်ဆန်းရက်ွက်နဲ့ပင်လောင်ရက်ွက်ကလူငယ်တွေအများဆုံးဖမ်းဆီးခံရတယ်လို့ဆိုပါရယ်။ညာတိုင်းဝင်ဆွဲတာအခုတစ်ပတ်အတွင်း10ယောက်ကျော်သွားပြီဖြစ်ကြောင်းဇွန်လ23ရက်နေ့ညကလေးကဖမ်းဆီးနေတာဖြစ်ကြောင်း ဇွန်လ26ရက်နေ့ကလည်း9ရက်ပါသွားတာကြောင့်အရင်လိုစစ်မှုထမ်းဖို့အလဲကျခေါ်ယူတာတော့မဟုတ်တော့ပဲပေါ်တာဆွဲသလိုလူငယ်တွေရှိတဲ့အိမ်တွေကိုသတင်းထောက်လန်းပြီးစစ်တပ်နဲ့ရဲကဝင်ဆွဲလာလို့ကြုံပြော်မျိုးကန်တယောက်ကပြောပါတယ်လက်ရှိမှာတပ်သားတစ်ယောက်ကိုချက်သိန်း100ဖြစ်နေတာကြောင့်ရဲနဲ့စစ်သားတွေကလူမန်ခိုကူးသလိုလူငယ်တွေရှိတဲ့နေရာတွေကိုသတင်းပေးတွေကနေတဆင့်သတင်းထောက်လန်းပြီးညအချိန်မတော်ဝင်ရောက်ဖမ်းဆီးနေတာလို့သိရပါတယ်ခင်ဗျာ စစ်ကောင်စီကအငင်းစားပင်စင်စားတွေကို UID ကတ် QR မပြရင်ပင်စင်ထုတ်မပေးရဆိုတဲ့အမိန့်ကိုဇွန်လ23ရက်နေ့ကထုတ်လိုက်တာကြောင့်တက်ကြီးပင်စင်စားတချို့အခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့မိသားစုဝင်တွေစီကနေသိရပါဗျ။ဒီလိုအမိန့်ထုတ်လိုက်တာကြောင့်ပင်စင်စားတက်ကြီးရဲ့အိုတွေလေးဖြတ်နေသူတွေ၊ကျမရဲ့ချွတ်တက်နေသူတွေဒုက္ခရရပြီး UID စမတ်ကတ်ရဖို့သကောင်စီရင်ရှိရာလာဝကရုံကိုတွားရောက်ရတယ်လို့ပင်စင်စားတယောက်ရဲ့မိသားစုဝင်က DVB ကိုပြောပါဗျ။ smart card လို့ခေါ်တဲ့ UID card လောက်ရမှာလဲလဘကရုံးတွေရဲ့ကွဲလွဲမှုတွေကြောင့်နှစ်ကြိမ်တိုင်ပြန်လောက်ရပြီးတက်ကြီးပင်စင်စားတွေဒုက္ခရရတယ်လို့အငိမ့်စားပင်စင်စားတယောက်က DPP ကိုပြောပါတယ်စစ်ကောင်စီအနေနဲ့အငိမ့်စားနိုင်ငံဝန်ထမ်းတွေရဲ့ပင်စင်လာဆောင်ငွေတွေကိုအမှန်တကယ်ပေးချင်တဲ့ဆန္ဒရှိပါကလဘကရုံးနဲ့ညီနိုင်ကလေဖြတ်နေသူတွေလမ်းမလျှောက်နိုင်သူတွေကိုနေအိမ်ကိုကိုယ်တိုင်သွားရလုပေးတဲ့လို့စုရတစ်ခုလုပ်ပြီးလုပေးတဲ့လို့သူကတုံ့သက်ပြောဆိုပါရခင်ဗျာ ရှမ်းပြည်နယ်တောင်ပိုင်းကပို့အမျိုးသားအဖွဲ့ချုပ် PNO လွှမ်းမိုးတဲ့နေရာတွေမှာအမျိုးသမီးတွေပေါ်အကြမ်းဖက်တာပိုဆိုးလာတယ်လို့ပို့အမျိုးသမီးတမကတာဝန်ရှိသူတယောက်ကပြောပါဗျ။အဲ့ဒီဒေသတွေမှာအမျိုးသမီးတွေအပေါ်အင်တွင်းအကြမ်းဖက်မှုအွန်လိုင်းကတဆင့်လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပုံများလာတယ်လို့ဆိုပါဗျ။အဲ့ဒီအကြမ်းဖက်မှုတွေကစစ်မှုရန်ခေါ်ယူရာနယ်လဲဆက်ဆက်ပြီးလက်နက်ကန်ခွင်းရတဲ့အမျိုးသားတွေကအမျိုးသမီးတွေအပေါ်ပိုပြီးအကြမ်းဖက်တာလက်နက်သုံးပြီးအနိုင်ကျင့်တာတွေရှိလာတယ်လို့လဲဆိုပါဗျ။ ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကနေ25ရက်နေ့ထိပြုလုပ်ခဲ့တဲ့ပို့အမျိုးသမီးသမဂ္ဂရဲ့အထမအကြိမ်ညီလာခံမှာလဲပို့ဒေတာကအမျိုးသမီးနဲ့ကလင်းငယ်တွေဟာလူအခွင့်ရေးချိုးဖောက်မှုတွေခံနေရပြီးအမှန်တရားပေါ်ပါဖို့တရားမျှတမှုရရှိဖို့နဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်အောင်တာဝန်ခံမှုရှိလာအောင်လှုံ့ဆော်မယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်ခင်ဗျာ။ မန္တလေးတိုင်းပြပွဲမြို့နယ်ကစစ်ကောင်စီရဲ့ခေစခန်းကိုဇွန်လ26ရက်နေ့မနက်7:00နာရီကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီလက်အောက်ခံအရာခံဗိုလ်တယောက်အပါအဝင်၄ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေပါတင်းစီရရှိခဲ့တယ်လို့ဇွန်လ28ရက်နေ့ကအောင်စမ်းမြေအဖွဲ့နမောက်အဖွဲ့ကထုတ်ပြန်ပါတယ်ပစ်ခတ်တိုက်ခိုက်မှုတွင်တေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေ MA1 ထက်နဲ့3လက် 5.56G 64တောင်းဟန်ဖုန်းနှလုံးနဲ့ငွေကြက်2သိန်းနီးပါးကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ် ပြော်ဝဲမြွနယ်ကညံကုန်းရဲစခန်းနားမှာစစ်သားနဲ့ပြူတွေပေါင်းပြီးစက်ကြီးကောက်နေတဲ့ခိတ်ကိုရုတ်တရက်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ပစ်ခတ်မှုကြာချင်က9မိနစ်တောင်မပြည့်ဘဲအရာခံဘိုးတစ်ယောက်နဲ့စစ်သား၃ယောက်တေပြီးရဲတစ်ယောက်နဲ့ပြူတစ်ယောက်ကလက်နက်တွေယူကာထွက်ပြေးသွားကြောင်းတေတဲ့သူတွေရဲ့လက်နက်တွေတော့တင်းစီးလာနိုင်ခဲ့တယ်လို့အောင်ဆန်းလန်းနတ်မောက်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရခင်ဗျာ။ ရန်ပြည်နယ်မြောင်ပိုင်းနမ်မတူမြို့မှာထိန်းသိမ်းခံခဲ့ရတဲ့ကြောင်မဲမြို့က88မျိုးဆက်ငင်းချိုင်းရဲနဲ့ပွင်လင်းလို့အဖွဲ့စည်းတာဝန်ခံဒေါ်ကြီးဆွေနဲ့စကိုင်းတိုင်းကပြည်သူ့ကာကွယ်အဖွဲ့ပကဖခေါင်းဆောင်ချောက်ကို TNL တန်းတက်ကဇွန်လ29ရက်နေ့မနေ့ကပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။နေဆက်သူတယောက်ကဒေါ်ကြီးဆွေရောပကဖ6ယောက်ပါပြန်လွတ်လာပြီးအဖက်ဖက်ကအကူအညီပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ ကြောင်မင်းမြို့က88မျိုးဆက်ငင်းချင်းနဲ့ပွင်လင်းလို့ဖွဲ့စည်းတာဝန်ခံဒေါ်ရီဆွေရွှေဘုံနယ်ကဦးငိမ့်မောင်ဦးချစ်သိန်းဦးကျော်စိုးတပယ်ရင်နဲ့ကကိုနေမျိုးချစ်နဲ့ရွှေဘုံပါကဖားနှစ်ယောက်တို့ကိုကားပေါ်မှာပတ်စံသိန်းရာနဲ့ချီပါလာတာကိုမတင်ကားလို့ဆိုပြီးဇွန်လ18ရက်နေ့မှာ TNL တပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါထိန်းသိမ်းထားတဲ့သူတွေကိုလွတ်ပေးတာနဲ့ပတ်သက်ပြီး TNL ဘက်ကထုတ်ပြန်လာတာတော့မရှိသေးပါဘူးခင်ဗျာ အိန္ဒိယရခိုင်ကုန်သွယ်ရေးမှာတရွေးစည်းတွေအစမတန်မြင့်တက်နေတဲ့အတွက်ရခိုင်ကုန်သွယ်မှုတွေအခက်ကြုံနေရတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်သွယ်တွေကပြောပါဗျ။အိန္ဒိယရခိုင်ကုန်သွယ်လမ်းကြောင်းမှာဆက်လက်သမားတွေဟာအာရခတက်တော်ဘက်ကတတ်မှတ်ထားတဲ့ဆက်လက်၅ရက်ကဇင်းလုံးတွေထက်နှစ်ဆနီးပါးတိုးတောင်းနေကြသလိုအိန္ဒိယဘက်ကအလုသမားတွေဟာလည်းအလုသမားကကိုနှစ်ဆနီးပါးတိုးမြင့်တောင်းဆိုနေကြတယ်လို့ဆိုပါတယ်။ဆက်လေ9ရန်ကားတွေကို A ဘက်က73သိန်းကျပ်တက်မှတ်ထားပေမဲ့ဆက်လေသမားတွေက ငွေကျပ်သိန်း30အထိတောင်းရမ်းမှုတွေရှိနေတဲ့အတွက်တယ်ယူစိတ်ကြီးမားနေပြီးရခိုင်မှာကုန်စည်တွေရောက်ရင်ဈေးနှုန်းတွေကပုံမှန်ထက်3ဆလောက်မြင့်တက်သွားတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်တဲ့တယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်အတွက်လိုအပ်တဲ့စားနပ်ရိက္ခာ73စီနဲ့ဆေးဝါးတွေကိုအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ကနေအဓိကတင်သွင်းနေရတာဖြစ်ပြီးမိုးရင်းရာသီလမ်းပြိုတာနဲ့ရေစီးတံမှုတွေကြောင့်ဆက်လေတိမ်မောက်ပြီးကုန်တွေဆုံးရှုံးတာမျိုးတွေရှိနေတယ်လို့လည်းကုန်တွေတွေစီကနေသိရပါပါတယ်ခင်ဗျာ။ နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုစေအုပ်စုကကာလာကြာရှည်လှုပ်ဝက်ထိမ့်သိမ်းထားပြီးစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေလုပ်နေတယ်ဆိုတဲ့ထုတ်ပြန်ချက်တစ်ခုကိုဒီကနေ့ဇွန်လ28ရက်နေ့ကမြမအချင်းထောင်တက်တဲ့ MPW အဖွဲ့ကထုတ်ဖော်ပြောဆိုလာပါတယ်။ MPW ရဲ့စုံစမ်းမှုအရဒေါအောင်ဆန်းစုကြည်ကိုပြီးခဲ့တဲ့2024ဧပြီလအတွင်းမှာအပူချိန်မြမမှုကိုအကြောင်းပြုပြီးနေပြည်တော်အချင်းထောင်ကနေ14မိုင်လဝေးတဲ့စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာဖမ်းဆီးထားတယ်လို့တွေ့ရှိရကြောင်းဆိုပါတယ်။ အဲ့ဒီနေရာဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုံးအနီးမှာတည်ရှိတယ်လို့လည်းသိရပါဗါးအဲ့ဒီနေရာမှာထိမ့်သိမ်းထားတဲ့ကာလအတွင်းဒေါအောင်ဆန်းစုကြည်ဟာသွားနာတာနှလုံးဆိုင်ရာကျန်းမာရေးပြဿနာနဲ့တက်ကြီးယောဂတွေဖြစ်ပွားနေပေမဲ့လည်းလုံလောက်တဲ့ဆေးဝါးကုသမှုမရပဲစစ်တပ်ကခန့်အပ်ထားတဲ့ဆရာဝန်တွေနဲ့သာဆေးကုသမှုခံယူနေရတယ်လို့မြမအချင်းထောင်တက်တဲ့ MPW ရဲ့သိရှိချက်တွေကိုထုတ်ပြန်ပါတယ်။မိသားစုနဲ့တွဲဆောင်ခွင့်မပေးဘဲအခုလိုချုံနောင်ထားတာဟာစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့လည်း MPW ကဆိုပါတယ်မြမအချင်းထောင်တပ်တွေ MPW အဖွဲ့အနေနဲ့စေအုပ်စုကနိုင်ငံခေါင်းဆောင်တအူးကိုမတရားချုပ်နှောင်ထားမှုအချင်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုပေါ်နိုင်ငံတကာအသိုင်းအဝိုင်းမှာပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ခင်ဗျာ